မင်္ဂလာပါရှင်။အောက်တိုဘာလ24ရက်နေ့ကြာတာပတင်းနေ့ VOA TV သတင်းလောအစီအစဉ်စတင်ပါပြီ။ VOA မြန်မာ TV သတင်းလောအပောင်းဝင်း VOA အာရှရုပ်မြင်သံကြားအစီအစဉ်တွေကိုအာရှစက်သွေးဂျူရူကနေနေ့စဉ်24နာရီပတ်လုံးထုတ်လွှင့်ပေးနေပါတယ်။နေ့စဉ်မနက်9နာရီတိုင်း မြန်မာပိုင်းစီစဉ်တဲ့ကိုတိဆက်ပေးနေပြီးနောက်နေမယ့်အစီအစဉ်တွေမပြောင်းရင်ထိအချိန်ချင်းထပ်မံထုတ်ပြန်နေတာပါ VO ရဲ့နိုင်ငံတကာသတင်းတွေဒေတာတွင်းနိုင်ငံတွေရဲ့ VO အစီအစဉ်တွေ Hollywood အပါအဝင်ဂီတမြင့်ပညာထော်ပြရေးအစီအစဉ်တွေအင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်တွေကိုလည်းကြည့်ရှုနိုင်ပါတယ်ရှင်ဒီနေ့အစီအစဉ်မှာတော့ဗြိတိနိုင်ငံကိုရောက်နေတဲ့ NLD ဥက္ကဋ္ဌဒေါက်တာဆတ်စုကြည်မင်းကဗြိတိဝန်ကြီးချုပ် David Cameron နဲ့တွေ့ဆုံတဲ့သတင်းမကြာသေးခင်တုန်းကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေရဲ့အရေးအခကဘာလက်ကြီးသောလုပ်ငန်းပေါ်ရက်ခတ်မှုတွေအကြောင်းတွေနဲ့ ကမ္ဘာ့ဘဏ်နဲ့ IMF နိုင်ငံတကာညီလာခံကိုတက်ရောက်တဲ့ကမ္ဘောဇာဘဏ်ဒူဥက္ကဋ္ဌဦးတန်းလွန်နဲ့ VOE တိဆိုပြီးမြန်ခန့်တွေအပါအဝင်စီးရီးယားရေးနိုင်ငံတကာငြိမ်းချမ်းရေးညီလာခံစစ်မှတ်နိုင်ကြီးစီးရီးယားမိတ်ဆွေနိုင်ငံတို့ရဲ့ရှင်းလင်းပွဲတွေအကြောင်းသတင်းတွေကိုရှုစားကြရမှာဖြစ်ပါတယ်ရှင်ယောပာငါးနိုင်ငံကိုတရင်ပတ်ချပြေးထွက်နေတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာ မနေ့တုန်းကတော့ British ဝန်ကြီးချုပ် David Cameron နိုင်ငံခြားရေးဝန်ကြီး William Hague တို့နဲ့တရားတွေ့ဆုံပါတယ်ဗြိတိန်နိုင်ငံအနေနဲ့ဒေါ်ဆန်းစုကြည်ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ရန်ကုန်ဆေးရုံကြီးမွန်မံပြင်ဆင်ရေးစီမံချက်ကိုကူညီပံ့ပိုးသွားမယ်အကြောင်းဗြိတိန်ဝန်ကြီးချုပ် David Cameron ရုံးကကြေညာချက်ထုတ်ပြန်ထားပါတယ်လန်ဒန်မြို့တော်မှာ ဗြိတိန်အရှိဆန်ဝီလာမင်းသားချားစ်ကျင်းရတော်ကမလာတို့နဲ့လန်ဒန်မြို့တော်ကချားစ်မင်းသားရဲ့ဆိုင်ကလရန့်စ်ဟောက်စ်မှာဒေါ်ဟွန်ဆန်းစုကြည်တွေ့ဆုံခဲ့ပါတယ်။ဒေါ်ဟွန်ဆန်းစုကြည်ဟာမြောက်ပိုင်းအိုင်ယာလန်ဘဲလ်ဖတ်စ်မြို့ကိုတွားရောက်မှာဖြစ်ပြီးငင်းချင်းနဲ့ပြန်လည်တည်မြဲရေးလုပ်ငန်းစဉ်တွေကိုလေ့လာဖို့လည်းစီစဉ်ထားပါတယ်။ဒေါ်ဟွန်ဆန်းစုကြည်ရဲ့ဒီမိုကရေစီရဲ့လူ့ခွင့်ရေးတရားဥပဒေစိုးမိုးရေးတွေအတွက်ကြိုးပမ်းခဲ့တာတွေအပေါ်ဂွန်ပြူတာအနေနဲ့1990ပြည်နှစ်ကလေးကဥရောပပါလီမန်ကချီးမြှင့်ခဲ့တဲ့စကားစုကို ဒေါ်ဆန်းစုကြည်အင်္ဂါနေ့တုန်းကပဲပြည်သူနိုင်ငံစတရာဘော့မြို့မှာတွားရောက်လက်ခံရယူခဲ့ပါတယ်။မနက်ဖြန်တောက်ချန်နေမှာတော့ဆန်းနဲ့တော်ဝင်စစ်တပ်တွေကိုတွားရောက်လေ့လာမှာဖြစ်ပြီးစီးရေးလက်ချက်မှုတွေကိုရရှိသွားမယ်အပြင်ဘူလောင်းတွေကိုမင်းငုံပြောဆိုမှုရှိတဲ့အကြောင်းလဲဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်ကကြေညာချက်ထုတ်ပြန်ထားပါတယ်။ဒီမှာနိုင်ငံတွင်းဒီမိုကရေစီပေါ်ထွန်းရေးအတွက်အထူးကလိုအပ်ချက်ဟာလက်ရှိတည်ပြုထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးဖြစ်တဲ့အကြောင်းဒေါ်ဆန်းစုကြည်ကသူခီးစင်တစ်လျှောက်တွားရောက်တဲ့နိုင်ငံတိုင်းမှာပြောဆိုထားတာဖြစ်ပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကဥဆောင်ကျင်းပမယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘောင်းဆောင်ရဲ့ပထမဆုံးချိန်ညီလာခံကိုကချင်လက်နက်ကိုင်အဖွဲ့ရဲ့ဌာနချုပ်ရှိရာလိုင်စာမှာအော်တိုဘာလ30ရက်နေ့နဲ့31ရက်နေ့တွေမှာနှစ်ရက်ကြာကျင်းပသွားဖို့စီစဉ်နေပါတယ်မြန်မာအစိုးရကဥဆောင်ပြုလုပ်နေတဲ့ငင်းချဲရေးဖော်ဆောင်ရေးအစီအစဉ်ရဲ့အစိတ်အပိုင်းအဖြစ်နဲ့တပြည်လုံးအတိုင်းအတာနဲ့အပြည့်ခတ်ရဲဆဲရေးသဘောတူညီချက်လက်မှတ်မထိုးခင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်မဲ့ပထမဆုံးညီလာခံလေးဖြစ်ပါတယ် အဲ့နောက်မှာတော့အစိုးရနဲ့ဒီတန်ရင်သားလက်နက်ကင်အဖွဲ့တွေမြစ်ကြီးနားမှာစတိုက်ဆိုသလိုတွေးဆောင်ကြဖို့စီစဉ်ထားပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်လက်မှတ်ထိုးဖို့မြန်မာအစိုးရပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကစီစဉ်နေချိန်မှာတိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတချို့နဲ့အစိုးရကြားသဘောထားကွဲပြားမှုတွေထွက်ပေါ်နေပါတယ်။အဲ့ဒီအချိန်မှာတိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းအားလုံးရဲ့ပထမဆုံးညီလာခံကို KIO အဖွဲ့ကကမကထာပြုပြီးတော့ခေါ်ယူခြင်းပါတာဖြစ်ပါတယ်။ ဒီလက်နက်ကင်အဖွဲ့အစည်းများညီလာခံအတွင်းအစိုးရရဲ့တနိုင်ငံလုံးအတိုင်းတာနဲ့အပြစ်ခတ်ရစဲရေးအစီအစဉ်နဲ့နိုင်ငံရေးဆွေးနွေးပွဲစတင်တဲ့အခါတိုင်းရင်းသားတွေဘက်ကတညီတညွတ်ထဲတင်ပြကြမယ့်အချက်တွေကိုဆွေးနွေးဖို့အတွက်ဖြစ်တယ်လို့ KIU အဖွဲ့ရဲ့ညီနိုင်ဆောင်ရွက်ရေးမှူးတဦးဖြစ်သူဦးတောင်ခါက VOE ကိုပြောပါရရှင်ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မတမာမှုတွေရှိခဲ့တယ်လို့ဆွဆွဲပြီးတီးကြလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလွှတ်ဆောင်မှုအစိုးရကိုတောင်းဆိုတဲ့အနေနဲ့အတိုက်ခံအင်အားစုတွေတိုးရကြဆန္ဒပြပွဲမနေ့ကစတင်လိုက်ကြပါတယ်။ဖနော်မင်မျိုးတော်ကလွမြောက်ရေးပန်းချံမှာမနေ့ကလူပေါင်းထောင်ထောင်ချီစုဝေးကြရမှာတော့လုံတိုင်းရဲတပ်ဖွဲ့ဝင်ပေါင်းထောင်ခန်းချီရောက်ရှိလာခဲ့ပါတယ်။ကမ္ဘောဒီးယားနိုင်ငံသားတော်တော်များများကတော့ပြီးခဲ့တဲ့လတဲ့အတိုက်ခံတွေရဲ့ဆန္ဒပြပွဲတွင်ရဲတွေနဲ့ပိပကတ်ဖြစ်ရာကဆန္ဒပြသူတယောက်တည်ဆုံးပြီးအများအပြားဒဏ်ရာတွေရခဲ့ကြတာမျိုးထပ်ဖြစ်မှာကိုစိုးရိမ်နေကြပါတယ်။ဆန္ဒပြပွဲကို ကမခတလို့စီစဉ်ခဲ့တဲ့ကမ္ဘောဒီးယားကက်တင်ပါတီ CNRP ကတော့ဇူလိုင်လကကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့အခြေတင်ဖြစ်နေရတာတွေအဆုံးသတ်နိုင်အောင်နိုင်ငံတကာကကြောင်းဝင်ဆောင်ရွက်ဖို့တောင်းဆိုနေပါတယ်ဒီလိုတောင်းဆိုထားတဲ့တိုက်တွန်းချက်ကိုလည်းဖနိုမင်မြို့တော်မှာရှိတဲ့ကုလသမဂ္ဂရုံးကိုချိတက်ပေးရခဲ့ပါတယ်ဆန္ဒပြသူတွေကဖနိုမင်မှာရှိတဲ့နိုင်ငံသားတယုံတွေကိုလည်းတွားရောက်ဆန္ဒပြခဲ့ကြပါတယ်ခင်ဗျာ နှစ်ပေါင်းများစွာအပြိုင်ဆိုင်ဖြစ်နေကြတဲ့တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံကြားအခြေတင်ဖြစ်စရာတွေနဲ့မကြာခဏတင်းမာမှုတွေပေါ်ပေါက်နေရတဲ့ဟိမဝန္ဒာနယ်ခြားဒေသမှာကာကွယ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ဖို့နှစ်နိုင်ငံသဘောတူညီချက်ရရှိခဲ့ကြပါတယ်။တရုတ်ဝင်ကြီးချုပ်လီကန်ချင်းနဲ့အိန္ဒိယဝင်ကြီးချုပ်မမိုဟန်ဆင်းတို့တွေ့ဆုံခဲ့ကြပြီးနောက်ယုံကြည်မှုတိဆောက်ရေးသဘောတူညီချက်တရက်ကိုမနေ့ကလက်မှတ်ရေးထိုးခဲ့ကြတာပါ သဘောတူညီချက်မှာတော့စစ်ဖက်ဆိုင်ရာအပြန်အလှန်ဆက်သွယ်မှုတွေတရားမဝင်မှောက်ခိုမှုတွေနဲ့တဘာဝကပ်ဘေးအန္တရာယ်ကြားရောက်ချိန်တွေလို့အခြေအနေမျိုးမှာပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ဖို့ပါဝင်ပါတယ်။အိန္ဒိယဝန်ကြီးချုပ်ကတော့ဆန်ဇူနစ်တွေနဲ့ချီပြီးတော့ကြုံတွေ့နေရတဲ့နေဆက်ဒေတာကအငင်းပွားမှုတွေဧပြီလထဲမှာတကြောပြန်ကြီးထွားလာတာမျိုးနောက်ထပ်မဖြစ်ရအောင်အခုသဘောတူညီချက်ကအထောက်အကူဖြစ်ဆက်ဖြစ်စေနိုင်မယ်လို့ပြောဆိုခဲ့ပါတယ်။ ဧပြီလတုန်းကတော့အိန္ဒိယကပိုင်ဆိုင်ကြောင်းပြောဆိုထားတဲ့နယ်မြေတွေကိုအနည်းဆုံး6မိုင်ကျော်လောက်အထိတရုတ်နိုင်ငံဘက်ကတပ်ဖွဲ့တွေဝင်ရောက်တပ်ဆွဲခဲ့တယ်ဆိုပြီးအိန္ဒိယနိုင်ငံကဆွဆွဲခဲ့ပါတယ်ရှင်။ပြည်ထောင်စုတင်ဘက်ကတိုင်ဖုန်းမုန်တိုင်းတက်ခတ်ခဲ့တဲ့ဂျပန်နိုင်ငံအီဇူအိုရှိမာကျွန်းမှာနောက်ထပ်မုန်တိုင်းတစ်ခုထပ်ပြီးတက်ခတ်နိုင်ခြေရှိနေတာကြောင့်ကျူတင်ကာဝေးလုပ်ငန်းတွေဂျပန်အာဏာနဲ့ပြင်ဆင်နေကြပါတယ်။ ပြန်ပတ်ထဲမှာမွန်နှင်းရောင်လူ30လောက်တည်ဆုံးခဲ့တဲ့နေရာကိုဒီတရက်နေ့အတွင်း Francisco Typhoon မွန်နှင်းထပ်မံတိုက်ခတ်မယ်လို့ဂျပန်အာဏာပိုင်တွေခန့်မှန်းထားကြတာပါ Izu Oshima ကျွန်းကဒေသခံတချို့ကိုလည်းမွန်နှင်းပေးလို့ရအောင်ဂျပန်အာဏာပိုင်တွေကရွှေ့ပြောင်းပေးနေပါတယ် Francisco မွန်နှင်းရောင်လေလေပြင်းပြင်းထန်ထန်တိုက်ပြီးမိုးလဲတိထက်မယ်ပြီးတော့ရွာသွန်းနိုင်တယ်ဆိုပြီးခန့်မှန်းထားကြတာပါ Izu Oshima ကျွန်းကတိုကျိုနဲ့မိုင်80ကျော်ကွာဝေးပြီးလူကြီး1200လောက်နေထိုင်တဲ့ကျွန်းငယ်ဖြစ်ပါတယ်အရင်တစ်ပတ်က တိုက်ခတ်ခဲ့တဲ့ Wi-Fi မုန်တိုင်းကြောင့်အဆောက်အဦတွေဖြစ်စီခဲ့တယ်လို့တည်ဆုံးသူအများစုဟာမြေပြိုလာတွေကြောင့်ပြိမိပြီးတည်ဆုံးခဲ့ရတာလည်းဖြစ်ပါတယ်ခင်ဗျာဥရောပကိုခီးထွက်နေတဲ့အမေရိကန်နိုင်ငံသားဝင်ကြီး John Kerry ဟာမနေ့ကရောမမြို့ကိုရောက်ရှိသွားပြီးတော့အီတလီဝင်ကြီးချုပ် Enrico Letta နဲ့တွေ့ဆုံခဲ့ပါတယ်အီတလီဝင်ကြီးချုပ်အီတလီနိုင်ငံသားဝင်ကြီးတို့နဲ့အတူအမေရိကန်ထိပ်တန်းတန်တမန်တွေတွေ့ဆုံပြီးအီရန်၊ဆီးရီးယားနဲ့အရှေ့လယ်ပိုင်းငြိမ်းချမ်းရေးကိစ္စတွေကိုအဓိကထားဆွေးနွေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးကယ်ရီအစ္စရေးဝင်ကြီးချုပ်ဘန်ဂျမန်နေတန်ယာဟုနဲ့လည်းအီတလီမှာမနေ့ကတွေ့ဆုံခဲ့ပါတယ်။အီရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်ဟာငြင်းချမ်းနဲ့ညီမှန်းချက်နဲ့ဖြစ်တယ်ဆိုတာကိုကဘာကမငင်းတော့အောင်ရှင်းရှင်းလင်းလင်းပြသဖို့ကအရေးကြီးတဲ့အကြောင်းဂျွန်ကယ်ရီကပြောလိုက်ပါတယ်။နိုင်ငံပေါင်း၁၇နိုင်ငံပါဝင်တဲ့ဆီးရီးယားမိတ်ဆွေနိုင်ငံများအဖွဲ့ရဲ့ဗြိတိန်နိုင်ငံလန်ဒန်မြို့ကဆွေးနွေးပွဲကိုအင်္ဂါနေ့မှာတက်ရောက်ခဲ့ပြီးတော့ဝင်ကြီးကယ်ရီကရောမမြို့ကိုရောက်လာခဲ့တာပါ လန်ဒန်မှာရောက်နေစဉ်မှာတော့ဆီးရီးယားသမ္မတဘရှာအယ်အာဆက်ကိုစန့်ကျင်လှုပ်ရှားနေကြတဲ့အတိုက်ခံအင်အားစုတွေနဲ့တွေ့ဆုံခဲ့ပြီးတော့ရှေးလာတဲ့ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပါဝင်ကြဖို့လည်းတိုက်တွန်းခဲ့ပါတယ်ရှင်။အမေရိကန်သမ္မတဘရက်အိုဘားမားဟာပါကစ္စတန်ဝန်ကြီးချုပ်နဝက်ရှာရီဖ်နဲ့မနေ့ကဝါရှင်တန်စံတော်ချိန်မွန်လဲဝိုင်းအင်ဂျီရိုမှာတွေ့ဆုံပြီးနှစ်နိုင်ငံကြားမပြေမလည်ဖြစ်နေတဲ့ကိစ္စတွေကိုဖြေရှင်းနိုင်အောင်ကြိုးစားကြပါတယ်။ ်အမေရိကန်နဲ့ပါကစ္စတန်နိုင်ငံကြားဆက်ဆံရေးတိုးတက်တဲ့လက္ခဏာတစ်ခုဖြစ်နေကြတော့ပါကစ္စတန်ကိုလူညွှန်ရေးဆိုင်ရာအကူအညီဖြင့်အမေရိကန်ဒေါ်လာတန်300ကျော်ကိုသမ္မတဥပမာဆွေကပြန်လည်ပေးအပ်ဖို့စုံဖြတ်လိုက်ပါတယ်။အဲခိုင်တဲ့ချမ်ပက်ဖွဲ့ခေါင်းဆောင်အော့စမာဘင်လာဒင်ကို2011ခုနှစ်မှာတုန်းကအမေရိကန်ထူးတက်ဖွဲ့တွေဝင်ရောက်တုံ့တင်ခဲ့တယ်လို့အာဖဂန်နဲ့နေဆန်နီပါကစ္စတန်စစ်သား20ကျော်တိစုံခဲ့တဲ့ ပြီးခဲ့တဲ့နှစ်တည်းအမေရိကန်ရဲ့လေကြောင်းတက်ခတ်မှုတွေပေါ်ပေါက်ခဲ့တဲ့နောက်ပိုင်းနှစ်နိုင်ငံကြားဆက်ဆံရေးဟာအနေဆုံးအခြေအနေကိုရောက်ရှိနေကြပါဝါရှင်တန်မှာရှိတဲ့အမေရိကန်ရင်းချမ်းရေးဌာန Institute of Peace မှာအင်္ဂါနေ့ကပါကစ္စတန်ဝန်ကြီးချုပ်စကားပြောရမှာတော့နှစ်နိုင်ငံကြားယုံကြည်မှုရောပါနေတာတွေကိုကြော်လွှားပြီးဆက်ဆံရေးတွေတိုးတက်အောင်ကြိုးပမ်းသွားမှာဖြစ်တဲ့အကြောင်းပြောဆိုသွားပါတယ် ဩစတြေးလျနိုင်ငံလူနေထူထက်တဲ့ New South Wales ပြည်နယ်တဲကတော်မီဟာနေရ145နေရာမှာဆက်ပြီးတော့လောင်ကျွမ်းနေစေဖြစ်နေတယ်လို့အပူရှင်သိညာပြီးတော့ဒေတိုင်နှုံးပါတိုးလာမယ်လို့ခန့်မှန်းထားတဲ့အကြောင်းအနေရကင်းတဲ့နေရာတွေကိုရွှေ့ပြောင်းကြဖို့ဝင်းစင်မာနေထိုင်တဲ့သူတွေကိုမိသက်တက်ဖွဲ့တွေကတတိပေးနေပါဗျ။ပြီးခဲ့တဲ့တည်မတ်ကလည်းစတင်လောင်ကျွမ်းခဲ့တဲ့တော်မီကြောင့် New South Wales ပြည်နယ်ကတောတောင်ထူထက်တဲ့ဒေသမှာအင်ဂျီ200ကျော်မီးလောင်ပျက်စီးခဲ့ရပါဗျ။ ကျောင်းနယ်ရုံးတွေတော်တော်များများပိတ်ထားပြီးတော့အခြေအနေတွေတိတ်မဆိုးခင်အိုးအိမ်တွေစွန့်ခွာပေးလို့ရဖို့ရွှေ့ပြောင်းကြဖို့အာဏာပိုင်တွေကတိုက်တွန်းနေတာပါ ဒီပြည်နယ်ထဲမှာတောမီလောင်ကျမ်းမှုနေရာပေါင်း59နေရာရှိခဲ့ပြီးတော့16နေရာမှာအခုအထိမငြိမ့်သက်နိုင်သေးဘူးလို့တာဝန်ရှိသူတွေကပြောပါရယ်။ဩစတြေးလျနိုင်ငံမှာတောမီတွေလောင်လေးရှိတဲ့ရာသီဟာဒီဇင်ဘာလမှာစတင်တာဖြစ်ပေမဲ့အခုစောစောစီးစီးကျုံနေရတာဖြစ်ပြီးတော့လောင်ကျွမ်းတဲ့နေရာအကျယ်အဝန်းဟာပမာဏအားဖြင့်တော့မိုင်းတစ်ထောင်ဝန်းကျင်ရှိတဲ့အကြောင်းမိသက်တပ်ဖွဲ့တွေကပြောဆိုပါရယ်ရှင်။ နှစ်နှစ်ခွဲလောက်ကြာမြင့်လာပြီဖြစ်တဲ့ဆီးရီးယားနိုင်ငံကသူတို့တိုင်ကိုတိုက်ပွဲတွေဆုံးသက်ရေးသဘောတူညီချက်တွေရရှိဖို့ကြိုးပမ်းမှုတွေပေါ်နှောင့်နှေးချဉ်းကျနိုင်တဲ့နောက်ထပ်ရှုပ်ထွေးမှုတွေနဲ့အဟံတားတွေလည်းရင်ဆိုင်နေရပါတယ်။အင်္ဂါနေ့မှာတော့နိုင်ငံပေါင်းစုံဆီးရီးယားမိတ်ဆွေများအဖွဲ့၁၇နိုင်ငံဗြိတိန်နိုင်ငံလန်ဒန်မြို့မှာတွေ့ဆုံပြီးဆီးရီးယားရဲ့နိုင်ငံကငင်းငင်းညီလာခံကျင်းပဖို့နဲ့ ဒီလိုချင်းပါတဲ့အခါသမရဘရှယ်အဆက်ကိုစန့်ကျင်သူတွေလည်းပါဝင်တက်ရောက်ရေးတိုက်တွန်းသွားကြကြပါတယ်။ American ပြည်သူနဲ့ Britain နိုင်ငံတို့ဘက်ကဒီလိုတိုက်တွန်းနေပေမဲ့လည်း Geneva မှာချင်းပါမယ်လို့မျှော်လင့်ထားတဲ့ Syria ရဲ့နိုင်ငံတကာညီလာခံမှာ Syria အတိုက်ခံတွေဘက်ကပါဝင်တက်ရောက်မယ်ဆိုတဲ့သဘောတူညီချက်မျိုးတော့မရရှိသေးပါဘူး။အတိုက်ခံ Syria ညွန်မောင်းဖွဲ့အကြီးကအာမက်ချာဘာကသမရအဆက်ရာလူကနှုတ်ထွက်ပြီးတိကျတဲ့အစီအစဉ်ချမပြနိုင်ဘူးဆိုရင်ညီလာခံကိုတက်ရောက်မှာမဟုတ်ဘူးဆိုပြီးညှင်းဆိုထားပါတယ်။ ီတော့တွင်စီရီးယားသမ္မတအဆတ်ဟာလမ်နွန်ရုံးမြင့်တရားတစ်ခုနဲ့မေးမြန်းခန်းအတွင်းနိုင်ငံတကာစီဝေးတက်ရောက်မဲ့သူတွေဟာစီရီးယားလူတွေကိုကိုစားပြုရလားဆိုပြီးမေးခွန်းထုတ်ခဲ့တယ်လို့သူအနေနဲ့လာမယ့်2014ရွေးကောက်ပွဲမှာဝင်ရောက်မရှင်ပြိုင်မဲ့နေစရာအကြောင်းရှိဘူးဆိုပြီးတော့လည်းပြောဆိုသွားပါတယ်ခင်ဗျာအားလည်းရကာလာနီကလာချိန်မှာပဲအမေရိကန်ကနာမည်ကျော် Apple Company ကနောက်ဆုံးပေါ် iPad အသေးစား2မျိုးကိုထုတ်လုပ်လိုက်ပါတယ်။ အရင်ထက်ပို့ပြီးတော့ပေါ်ပါပြီးတော့ iPad Air နဲ့ဂျုတ်ပုံပုံမူကြီးလည်းနဲ့ပြသတဲ့အငယ်စား mini iPad အမျိုးအစားနှမျိုးကိုမကြခင်ဈေးကွက်မှာရောင်းချမှာဖြစ်တဲ့အကြောင်းကြေညာခဲ့တာပါအရင်က iPad အမျိုးအစားအဟောင်းဟာတသက်သမ၄ပေါင်ရှိပေမဲ့အခု iPad Air အစ်စ်ကတော့တပေါင်အလေးချိန်မှရှိပါဖြစ်ပါတယ်။နိုဝင်ဘာလ၁ရက်နေ့မှာစတင်ရောင်းချမဲ့ iPad Air ဟာအဟောင်းထက်ရှစ်ဆပိုမြန်မှာပါ ကျုပ်ပုံပုံမှုကြီးလင်းပြတ်သားတဲ့ Retina iPad အငယ်စားကိုတော့ November လ9ရက်မှာဈေးကွက်မှာဖျက်ချီမှာဖြစ်ပါတယ်။အနည်းဆုံး 16GB ရှိတဲ့ iPad Air ကိုတော့499ဒေါ်လာအငယ်စား mini iPad ကိုတော့399ဒေါ်လာနဲ့ရောင်းချသွားမှာဖြစ်တယ်လို့ Apple ကုမ္ပဏီကပြောပါတယ်ရှင်။ ခုဆက်လက်ပြီးသတင်းစာမားတွေကိုတင်ဆက်ပေးပါမယ်မချတဲ့နုံကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဘုံပေါက်ခွဲမှုနဲ့ဖောက်ခွဲပစ္စည်းတွေရှာဖွေတွေ့ရှိမှုတွေကြောင့်ပြည်ပကလာရောက်လည်ပတ်မဲ့ခီးစံတွေကြားစိုးရိမ်မှုတွေတိုးဝနေပြီးခီးသွားလုပ်ငန်းအပေါ်ထိခိုက်ဒဏ်ရာမှုတွေလည်းရှိလာနေပါတယ်။ရှီတောင်အရှာအားစားပြိုင်ပွဲတွေကိုအင်ရှင်ဖြစ်လက်ခံကျင်းပဖို့ပြင်ဆင်နေချိန်ခီးသွားတွေနည်းသောမှာကိုလည်းခီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေစိုးရိမ်နေကြတာပါ။မြန်မာကသတင်းအေဂျင်စီကမတ်မီဒီယာဟင်ကတင်ပြပေးပါလိမ့်မယ်ခင်ဗျာ။ မြန်မာနိုင်ငံမှာခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့တဲ့ဘုံပောက်ကွဲမှုတွေကြောင့်မြန်မာနိုင်ငံကိုလာရောက်ဖို့စီစဉ်နေတဲ့ကမ္ဘာလက်ခီးသွားဧည့်သည်တွေရဲ့ခီးစဉ်အချို့ဖြတ်သိမ်းမှုတွေရှိလာခဲ့ပြီးတော့ခီးသွားလုပ်ငန်းတွေကိုလည်းထိခိုက်လာတယ်လို့ပြောဆိုမှုတွေရှိလာခဲ့ပါတယ်အော်တိုဘာလ17ရက်နေ့ကနေ14ရက်နေ့ထိရန်ကုန်မြို့ပါဝင်မန္တလေးမြို့စကိုင်းမြို့ တောင်ငူဖြူမျိုးနဲ့နန်ခမ်းဒေသတွေမှာလည်းဘုံပေါက်ကွဲမှု၉ချိန်ဖြစ်ပွားခဲ့ပြီးတော့တားဆီးနိုင်မှုကတော့၅ချိန်ရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ဝင်များစီကသိရပါတယ်။အော်တိုဘာလ၁၄ရက်နေ့တုန်းကရန်ကုန်မြို့ ကုန်းတယ်ကြီးများဟိုတယ်ရဲ့ကိုးလွာ အခန်း921မှာဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့အမေရိကန်မျိုးသမီးတူ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလိုဘိုးဘောက်ကွေးမှုဖြစ်စဉ်တွေကြောင့်ကဘာလက်ခီးသွားတွေရဲ့မြန်မာနိုင်ငံကိုလာရောက်လေပတ်မဲ့ခီးစဉ်အချို့ဖြတ်သိမ်းလိုက်ရတယ်လို့သိရပါတယ်။ခီးစဉ်ဖြတ်သိမ်းမှုတွေနဲ့ပတ်သက်ပြီးတော့ Rubyland ခီးသွားလုပ်ငန်းကဒါရိုက်တာဦးအေးကျော်ကခုလိုပြောပါတယ်။ဟုတ်နေလားငါကြာစိတ်ပူပြီမလာတော့ဘူးမလာတော့ပက်ထရိုငွေပြန်ပေးပါတောင်းပြီဒါမှမဟုတ်ခီးသွားလုပ်ငန်းရှင်တွေအားလုံးကဒီဒီရဲ့အဲ့ဒါဖြစ်ပြန်မှုကြောင့် မျက်နှာဆုံးရှုံးမှုကအဓိကခီးသွွားလုပ်ငန်းရှင်တွေကစားရတော့ဟိုတယ်နဲ့ခီးသွွားလာရေးဝင်းကြီးဌာနရဲ့ဒုတိယဝင်းကြီးဒေါက်တာတင်ရွှေကလည်းခုလိုပြောပါတယ်ထရီဒါဟိုတယ်ကတော့ကျွန်တော်ဟိုတယ်နဲ့ခီးသွွားလာရေးဝင်းကြီးဌာနရဲ့လက်အောက်မှာသူလိုင်စင်ယူထားတဲ့ဟိုတယ်လည်းဖြစ်ပါတယ်အဲ့လိုဟိုတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတာဝန်ရှိတဲ့လူယူဆပါတယ်တာဝန်ရှိတဲ့ရှိလည်းရှိပါတယ်ကျွန်တော်တို့ accountability ပေါ့နော်တာဝန်ကိုယူရမယ် ဒီကြောင့်မလို့ကျွန်တော်တို့ကဒီဟိုနယ်မှာဖြစ်ပျက်မှုကိုကျွန်တော်တို့ကသွားရောက်လာရောက်လေ့လာရပါတယ်လေ့လာပြီးတဲ့အခါမှာဟိုတယ်ကလူအမှုရှိရင်လည်းကျွန်တော်တို့ကဟိုတယ်ကိုတိုက်တွန်းမယ်ကျွန်တော်တို့ဘက်ကလူအမှုရှိရင်လည်းကျွန်တော်တို့ကဖြည့်ဆည်းမယ်အားလုံးပေါင်းစပ်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနကအောက်တိုဘာလ15ရက်နေ့ညနေပိုင်းမှာပန်ဒါဟိုတယ်မှာ ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းရှင်တွေကိုခေါ်ယူတွေ့ဆုံပြီးတော့လုံခြုံရေးသတိရှိကြဖို့အတွက်သတိပေးပြောဆိုမှုတွေဆောင်ရွက်ခဲ့ပါတယ်ကဘာလေခီးသွွားဧည့်သည်တို့ရဲ့ခီးစဉ်ဖြတ်သိမ်းမှုတွေကိုတိတိကျကျဖော်ပြလို့မရနိုင်သေးပေမဲ့အစိုးရအနေနဲ့ဖြည့်ရှင်းပေးဖို့လိုအပ်နေတဲ့အနေအထားဖြစ်တယ်လို့ခီးသွွားလုပ်ငန်းလုပ်ကင်သူတွေက ပြောဆိုလာပါတယ် ဒါပြင်ဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတေရွှေကလည်းခီးသွွားလုပ်ငန်းရှင်တွေရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီးတော့ခုလိုပြောပါတယ်။ဟုတ်ပါပါ။အလုံးကိုပြည်လည်အောင်မဲကျွန်တော်ဆုပ်လုပ်တာ။ဟုတ်ကဲ့ဟုတ်ကဲ့။ဒီကဆုပ်လုပ်ကိုပဲ။ဟုတ်လို့မလား။ဒီဆုပ်လုပ်မဲ့မသက်ကိုရှာမယ်။မြန်မာနိုင်ငံကိုအလေရောက်ရှိနေတဲ့ဂျာမန်အမျိုးသမီးတူကတော့သူမရဲ့အမြင်ကိုခုလိုပြောပါတယ်။ newspapers have talked about the bombs in Myanmar. I think that's so sad. ဒီလောက်အေးဇန်နဲ့တိုင်းပြီမှာဘုံခွဲတာမယုံနိုင်လောက်အောင်ပါပဲ။နောက်ထပ်တွေ့တယ်လေကြတယ်။ဘုံတရင်ကိုကျမအပါဝင်တကဘာလုံးကကြားမှာပဲ။မြမပြီးအတွက်တော့တိတ်မကောင်းဘူးပေါ့။ဥပမာကျမအတွက်တော့ခုထိလုံခြုံနေတယ်။ဒါပေမဲ့မနေ့ပြန်တော့မသိဘူးပေါ့။ အော်တိုမားလာ14ရက်နေ့ကကုန်သည်ကြီးများဟိုတယ်မှာဖြစ်ပွားခဲ့တဲ့ဘုံပေါက်ကွဲမှုကြောင့်အမေရိကန်အမျိုးသမီးတူထိခိုက်ဒဏ်ရာရရှိပြီးတဲ့နောက်မှာတော့ရန်ကုန်မြို့အခြေဆိုင်အမေရိကန်တန်ယုံကမြန်မာနိုင်ငံတွင်းမှာရှိနေတဲ့အမေရိကန်ပြည်သူတွေကိုသတိဝရိယနဲ့နေထိုင်ကြဖို့ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ခုလိုမုံပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့်မြန်မာနိုင်ငံကိုလာရောက်ကြမဲ့ခီးသွွားဧည့်သည်တွေနိုင်ငံခြားယင်းနှိမ့်ညွန့်မှုတွေနဲ့မကြာခင်မှာကျင်းပတော့မဲ့စီးကိန်းပြိုင်ပွဲတွေအတွက်လည်းအဟံအတားဖြစ်စေတဲ့ဆိုတဲ့သုံးသက်ချက်တွေထွက်ပေါ်လာခဲ့ပါတယ်ရှင်။ကျမမေဇာဟိမ်မှာမြန်မာခတရေအေဂျင်စီကဖြစ်ပါတယ်။ မကြသေးခင်ကအမေရိကန်ပြည်ထောင်စုဝါရှင်တန်မြို့တော်မှာကျင်းပခဲ့တဲ့ကမ္ဘာပံနဲ့ပြည်ပဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှစ်ပတ်လည်ညီလာခံမှာနိုင်ငံတကာဆင်းရဲမွေးတည်မှုပပျောက်ရေးလုပ်ငန်းစဉ်အဖြစ်မြန်မာနိုင်ငံလိုဖွံ့ဖြိုးတဲ့နိုင်ငံမျိုးတွေမှာအသေးစားချင်းငွေလုပ်ငန်းလေးတွေမတည်ဆောင်ရွက်သွားရေးကိုနီလန်းတရက်အနေနဲ့တိုးချဲ့လှုပ်ဆောင်ဖို့နှီးနှော်ဆွေးနွေးနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့နဲ့အတူပုတ်ကလစ်ကကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ကမ္ဘောဇာဘန်ဒူဥက္ကဋ္ဌဦးတန်းလွင်ကပြောကြားပါရယ် VOE မြန်မာပိုင်းအစီအစဉ်ရဲ့ဌာနမှူးဦးတန်းလွင်ထွန်းကတွေ့ဆုံမိမြန်ထားပါရယ်ရှင်။ ကဘာမှာဖြစ်နေတာကခုနက poverty ပေါ့ဈေးနှုန်းပေါင်းကိစ္စတွေเนาะနိုင်ငံအတိအကျတော့ဘယ်လိုဖြေရှင်းကြလဲเนาะအဲဘယ်လိုပါတော့မှသဘောတရားဒီခုနကဈေးနှုန်းပေါင်းကိစ္စမှာဟိုတနိုင်းတစ်ပိုင်းချင်းကိုလေဟိုအင်္ဂလိပ်လိုခေါ်တော့ micro finance ပေါ့ဟုတ်ကဲ့ဆိုအဲ့ဒါလေးကဘယ်လိုအကျိုးတက်မှုရှိလဲเนาะအဲခုနကဒီအာအထူးအထူးပြင်ပြမလာနိုင်ငံမျိုးပေါ့နော်ဟုတ်ကဲ့ဘာလုံးကနေကင့်ကွာတဲ့နိုင်ငံတွေเนาะဘာလုံးကအဲဝက်လာအောင် ဟုတ်ကဲ့ဒီခုနက micro finance နည်းနဲ့လဲဆွဲဆောင်လို့ဖြစ်မဖြစ်ပေါ့ဟုတ်ကဲ့ဒါလေးရေစဥတည်ပြီးတော့ဆွဲနေရတယ်ကြောက်တွေ့ရပါဟုတ်ကဲ့အငယ်ပြောတော့ကျွန်တော်အခုအဲကြားလိုက်ရတယ်ဒီမှာဘန်လုံးနိုင်ငံတကာဘန်လုံးငန်းနဲ့ကင်းကွာနေတဲ့မြန်မာနိုင်ငံပေါ့နော်ဟုတ်ကဲ့အဲ့တော့အခုလက်ရှိအခြေအနေဟာမြန်မာနိုင်ငံကနိုင်ငံတကာဘန်လုံးငန်းတွေကိုဝင်လာနေပြီဆိုတော့ဝင်လာနေမှုအတိုင်းအတာအခုဘယ်လောက်ရှိပြီလဲခင်ဗျအဲဝင်လာနေတာတော့ဟိုပါဒီအတိုင်းအတာတော့ဘယ်ပေါ်တည်လဲဆိုတော့ဟိုကင်းကွာနေတာတော်တော်လေးကြာပါပြီ နှစ်ကောင်နှစ်ပေါင်း90လောက်ကျင်းသွားနေပါတော့အဲ့ဒါလေးတွေကအဓိကအချက်ကတော့ပါဆိုပြည်ရွှေမှာရှိတဲ့ကိုဒီတွန့်ကျင်တဲ့ဝန်ထမ်းတွေဒါပြုထောင်ပြုပါလေဒါအရေးအဓိကအရေးကြီးတဲ့အချက်တော့ဒါစိန်ခုံးတရားပေါ့နောက်တစ်ခုကစိန်ခုံးတရားကပါလဲဆိုတော့ကျော်ဒီဘန်ရဲ့ဒီဒီခုနကပါလေတက်ကနိုလော်ဂျီပေါ်တာပေါ့တက်ကနိုလော်ဂျီကအာအချိန်မီရောက်ဖို့ရည်ကြီးတာဒီတစ်ချက်ကိုပိုင်မှတာကျွန်တော်တို့အန်ဂါရိုလဲဒီခုနပြောတဲ့ဘာခေါ်လဲဆိုတော့ဒီ ဟိုဟာလာဒီရှေ့ကိုသွားဖို့ကျွန်တော်လင်းမြန်လေးများစားလာလုပ်နိုင်ပါဘူးဒီချက်မျိုးရှိပါဟုတ်ကဲ့အခုလုံးလုံးစရာဒီဘဏ်လုပ်ငန်းနဲ့ကင်းကွာနေတဲ့နိုင်ငံတွေကိုအထူးသဖြင့်ဒီလို microfinance လုပ်ငန်းတွေအားပေးပြီးတော့ဟိုဘဏ်လုပ်ငန်းဘောင်တွေကိုပြန်သွင်းလာအောင်ဒီဒီကိစ္စတွေနဲ့ဟိုစင်းရွှဲဟိုနွမ်းပါမှုပပျောက်သွားအောင်လုပ်မယ်ဆိုတဲ့နေရာမှာမြန်မာနိုင်ငံမှာလည်းအခုတော်တော်များများအသေးစားချင်းွေလုပ်ငန်းတွေဝင်လာနေတာတွေ့ရတယ်။စနေတော့အဲ့ဒါတွေကကမ္ဘာ့ဘဏ်နဲ့ IMF ရဲ့ အင်းဒီဟိုအစပြုံးမှုကြောင့်လားဒါမှမဟုတ်ဒေတာတွင်ဗန်နေရဲ့အစပြုံးမှုကြောင့်လားငကိုကလည်းဒါဒီမိုက်ခရိုဖိနက်ကတော့ဟိုကြာပါပြီလုံးဝ7နှစ်လောက်တည်းကမကောက်ဘူးလေအဲ့ဒီကတော့ဒီဟိုခုနဟိုကုလတမိတ်ကတော့ကုလတမိတ်က UNDP ပေါ့လေအဲသူတို့ကနေဒီမှာနည်းနည်း pilot project နေနဲ့နော်ဟိုစပြီးတော့ပြုထောင်နေတော့ရှိပါတယ်ဟိုကျက်ပြက်တာကျက်ပြန်းတာတော့သိမရှိသေးဘူးလို့လေကွက်ကြကွက်ကြလေးတော့လုပ်ပါလေရှိတယ်ဆိုတော့အဲ့ဒါလေးတွေနဲ့ပါတော့ဟိုဟိုပါကောလဲဆိုတော့မစိမ့်ဘူးပေါ့ ီဒီ micro finance ရဲ့အဲ့တော့ရှင်းအောင်နှုတ်ပေါ့ဘူးကိစ္စပါလေဒီကိစ္စဟို micro finance ဟာအရေးကြီးတယ်ဆိုလည်းအချက်ကိုလည်းသိလာကြတော့ခဏိပွင့်လင်းလာတဲ့ခေတ်ရောက်လာတဲ့အချိန်ကျတော့ဒါနိုင်ငံတော်အစိုးရအနေနဲ့ဒါအတွန်းအားပေးပြီးတော့လုပ်တာပဲဘယ်လောက်ထိတွန်းအားပေးလို့လဲဆိုတော့ဟိုအခုဒီလက်ရှိဟလာတမကြီးဦးသိန်းစိန်လက်ထက်မှာစပြီးတော့တက်ကြဲဟိုဟာဒီရှင်းအောင်နှုတ်ပေါ့ဘူးကိစ္စဟိုဒါဆက်မနာအကြီးပေါ့နော်ခုနစင်ပိုစီယံအကြီးတစ်ခုလုပ်ကျင်းပပြီးတော့ဒါဒီအတ္တိကတာဆွေးနွေးတာ အာအငမမီလောက်ဆိုတော့2017ခုနှစ်ဟလာဟိုမေလမှာဟုတ်ကဲ့ပထမဆုံးချူနေတာဆိုတော့တက်ပြီးတာလည်းမကြခင်တာဆက်လို့ဆိုတော့အဓိကတော့အစိုးရအနေနဲ့ပါအရေးကြီးလို့တိုင်းပြည်မှာနော်စီးရင်သူပေါင်းကပါ30ရာခိုင်နှုန်းရှိဆိုတော့အဲ့ဒါလေးကဒါလောလောဆယ်ဒါပေမဲ့အပေါ်ပိုင်းကကြီးလိုက်တော့လေခုနကဒီ middle class ပေါ့အလင်တန်းလိုက်ကစားလေမကျေပြန့်လာဘူးဟုတ်လားဒါလည်းတနည်းအားဖြင့်တော့မကောင်းသေးဘူးပေါ့ဒီချက်တွေအဲ့တော့အဲ့ဒါရှိတော့ဒီဟာကိုဘယ်လို ရှင်းရှင်းမလဲဆိုတာလေးကိုလည်းအရင်ကအဲ့ခုနပြောတဲ့စပြီးတော့နိုင်ငံတော်ဆိုတာအဓိကရေးထားတဲ့ဟိုကိစ္စရတူဖြစ်တယ်။အဲ့တော့အခုလောလောဆယ်လဲတာဝဲဥတည်ပြီးလုပ်နေကြတာပေါ့။ဟိုလက်ရှိကမ္ဘာပံ IMF အဲဒီနှစ်ပတ်လည်အစည်းအဝေးမှာဒါဟာအဓိကထားပြီးဆွေးနွေးကြတာ။ဟုတ်ကဲ့ Global Effect ဟုတ်ကဲ့အဲ့ဒါအရေးကြီး။ဒါဆိုဒီလိုဟိုနိုင်ငံတနိုင်ငံချင်းစီရဲ့ဆင်းရဲမွဲတေမှုပပျောက်ရေးမှာအဲအင်္ဂလိပ်လိုဒီ public ban ရဲ့အခမ်းကဏ္ဍဟောဘလို့ရှိလဲ။ ပုဂ္ဂလခန္ဓာလဲဒါဟိုကျွန်တော်လက်ရှိခုနကမိုက်ခရိုဖိုင်နန့်ပေါ့လေဒီဥပဒေတေးစားချင်းဥပဒေပါလဲပါပြီးတာเนาะကျွန်တော်ဘာလုံးငောင်းလဲခန္ဓာတစ်ခုတင်နေတာခုနတသက်မမပြီးတာပြီဖြစ်တယ်လက်ရှိလဲကမ္ဘောဇာပါနေတယ်လဲဒီတေးစားချင်းလုံငောင်းခုကိုလက်ရှင်ရပြီဖြစ်တယ်ဖြစ်တဲ့အတွက်ဟိုဒါလဲသူကအဖွဲ့အစည်းတစ်ခုတင်နေတာเนาะဆက်ပြီးရေးပေါ့တော့အနေနဲ့ကျွန်တော်ပြောတော်မျိုးတော့ဆောင်းဖို့ရှိပါဆိုတော့အဲ့ဒါကြီးဖြစ်တာတော့ဘာကဏ္ဍကလည်းရှိတယ် ဒီမပေါ့ဘူးပေါ့တော့ဘာတော့ပါတော့ဒီအဓိကတော့ဒီဒီ micro finance ဆိုတာတော့ဒါဆင်းရဲနှုတ်ပေါင်းဟိုရှော့ချရေးပပျော်ရေးဆိုရဲဥတည်ချက်ရှိနေတော့နော်အကျိုးပြနေတဲ့သိပ်ပြီးတော့မြုံနေတဲ့ဟာမျိုးတော့မဟုတ်ဘူးဟုတ်ကဲ့အဓိကတော့လူမွေးပဲຫນွယ်ဟုတ်နော်လူမွေးပဲຫນွယ်တာအဲ့တော့ဒါကိုတော့အားလုံးသဘောပေါက်တော့ပူကောင်းတော့ဟိုကအကျိုးမြတ်တစ်ခုအနေနဲ့ထားရင်တော့မသိတော့ဘူးအဓိကကတော့ဒီအသေးစားဆက်မှုလုပ်ငန်းလေးတွေအသေးအလက်စားလုပ်ငန်းလေးတွေကို အတိုးနှုံနည်းနည်းနဲ့ပတ်စံချီးပေးနိုင်တယ်ချီးပေးဖို့ဆိုတော့ဟုတ်တယ်အဲ့ဒါအဓိကပါဆိုတော့ဒီလိုဟိုချီးပေးဖို့ငွေတွေရဖို့အရေးကိုနောက်ပိုင်းမှာကမ္ဘာဗန်တို့ဓမ္မမဟုတ်လို့ရှင်ကုလသမဂ္ဂလက်အောက်ခံဖွဲ့စည်းရဲ့ IMF တို့ကနေရောပံ့ပိုးပေးလာမယ့်အလားအလာတွေရှိနေတယ်အဲရှိပါတယ်ဟောဆိုတော့ဥလား IMF တို့ကမ္ဘာဗန်တို့ခုနပြောတော့ဟိုဥရင်ပေါ့ဥလားသမဂ္ဂတို့ဆိုတာကသူတို့မှာကဟို soft အဲ loan ဆိုတာရှိတယ်လေ software နဲ့ soft loan ဆိုတဲ့အတိတ်ပဲတော့ဒီခုနက အတူလုံးတက်တာလေတခါလေအတူလုံးအခမဲ့ဟာလာအဲဒီခုနအတူမဲ့ပေါ့ဗျာချင်းဝင်တွေရှိတယ်အဲတခါလေခုန grants ပေါ့အခမဲ့ပေးတာလေတို့တို့ပြန်ဟို fund နေရှိပါတယ်ဒီ fund နေတော့တို့တုံးပြီးတော့မြန်မာနိုင်ငံလိုချင်းနှုတ်ပေါင်းမှုအနိုင်ကြဆုံးနိုင်ငံတွေမျိုးရောတို့ဒါပေးဖို့အလားလာရှိတယ်အထူးဖြင့်မြန်မာနိုင်ငံလိုပွင့်လင်းလာတဲ့အချိန်ကျတော့သူအလားလာလေအင်တာကောင်းနေလေနိုင်ငံမျိုးရောတို့ပို့ပြီးတော့ပေးချင်တယ်အလားလာရှိပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးသားဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဒီပန်ဆိုးအနေနဲ့ကမ္ဘာလူညွေခန့်ကဏ္ဍမှာပိုပြီးကောင်းမွန်တဲ့ကာဝယ်ဆက်ရှောက်မှုပေးနိုင်ရေးအတွက်ကိုပိုင်ကာဝယ်တပ်ဖွဲ့ဝင်ရာရေးစီစဉ်နေတဲ့အကြောင်းဂျပန်တာဝန်ရှိသူတွေကပြောပါရယ်။လောလောဆယ်မှာတော့ဂျပန်နိုင်ငံဟာဒုတိယကမ္ဘာစစ်ပြီးခရဲကအမေရိကန်ရဲ့ကြီးကြပ်ဆောင်ကျင်းမှုနဲ့ရေးဆွဲထားတဲ့ငင်းချမ်းတဲ့အခြေခံဥပဒေတိုင်းဖွဲ့စည်းထားတဲ့တပ်မတော်သာဖြစ်ပြီးဂျပန်နိုင်ငံရဲ့လူညွေကိုကာဝယ်ဖို့လုံလောက်မှုမရှိဘူးဆိုပြီးပြောဆိုနေတာပါ။ ပန်ဆူရဲ့လက်တလောအစီအစဉ်ဟာတရုတ်နိုင်ငံနဲ့ရေပိုင်တဲ့ကိစ္စအငင်းပွားမှုဖြစ်ခဲ့ပြီးနောက်ပေါ်ထွက်လာခဲ့တာဖြစ်တဲ့အကြောင်းလဲတင်းနောက်ဟင်နရီရီကွဲတူချူမျိုးကနေတင်းပြဖို့ထားတာကိုတော့မက်ခွာညူကတင်ပြပေးထားပါဗျ။တောက်ကြနေတော့ကဂျပန်လွှတ်တော်အမတ်တရာကျော်ဟာတူချူမှာရှိတဲ့ရာဇကုနီဂူဘိမန်ကိုတွားရောက်ခဲ့ကြပါဗျ။ဒီလိုတွားရောက်ဂါရဝပြုမှုမျိုးဟာတရုတ်နိုင်ငံကိုဒေါသဖြစ်စေခဲ့ပါဗျ။ 我们再次严肃的敦促，特鲁耶达文卡姆达文尤姆古，芝麻鲁贝加纳鲁金阿里内戴多马嘞。နောက်ပြီးတော့တမိုင်းချောင်းကိုတရားစွာစစ်ဆေးပါမယ်ဆိုတာကိုလည်းကြည်ပေးရပါမယ်အမှန်တရားကိုသီသီရှာရှာစစ်ဆေးတွက်ချက်ပြီးအာရှအင်းကြီးနိုင်ငံတွေနဲ့နိုင်ငံတကာရဲ့ယုံကြည်မှုကိုတိဆောက်ယူဖို့လိုပါတယ် နှစ်နိုင်ငံကြားတင်းမာမှုတွေဟာဂျပန်ကစံခါခူးလို့ခေါ်ပြီးတရုတ်ဘက်ကဒန်အိုယူလို့ခေါ်တဲ့ကျွန်းစုတွေပိုင်ဆိုင်မှုနဲ့ပတ်သက်နေတာပါပြီးခဲ့တဲ့သတင်းပတ်တွင်ကဂျပန်လွှတ်တော်ရဲ့ညီလာခံအသစ်ပြန်ဆချိန်မှာဝန်ကြီးချုပ်ရှင်ဇိုအာဘေကသူ့ရဲ့မူဝါဒပြုပြင်ပြောင်းလဲရေးမှာနိုင်ငံတော်လုံခြုံရေးဟာအဓိကမန်တိုင်တရဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်私たちも安全保障環境が ကျွန်တော်အနေနဲ့ဒေသအတွင်းကစိုးရွားလာနေတဲ့လူညုံရေးအခြေအနေအစစ်မှန်ကနေသွေဖယ်ပြီးတော့ကြည့်လို့မရပါဘူးကျွန်တော်ကတော့လက်တွေ့ကျတဲ့လူညုံရေးပိုင်းဆိုင်ရာမူဝါဒနဲ့တန်တမန်နီးလန်းတွေကိုဆက်လုပ်သွားမှာပါဂျပန်နိုင်ငံကလုံခြုံရေးနဲ့ပတ်သက်ရင်တကယ်တော့မဟာမိတ်ဖြစ်တဲ့အမေရိကန်ပေါ်မှာလုံလုံလည်လျမိခိုနေရတာဖြစ်ပါတယ်။အခုတော့ဒီလိုမိခိုဖို့ယုံကြည်လို့မရတော့တဲ့အကြောင်းအမျိုးသားရေးဝါဒီစာရေးဆရာ ဟီဒီယာခီကာစီကအခုလိုပြောပါတယ်။ the rising American isolationism ခုဆိုရင်အမေရိကန်ကတဖြည်းဖြည်းအထီးကျန့်ဖြစ်စပြုလာနေတာကိုမြင်နေရပါတယ်ဒီတော့ကျွန်တော်တို့နိုင်ငံကယာနုံမြင့်ကြီးအမေရိကန်ကိုစိတ်ချအားကိုးနေလို့မရနိုင်တော့ပါဘူး။အရင်ကကုလသမဂ္ဂတန်တမန်ဖြစ်ခဲ့ပြီးလက်ရှိဝန်ကြီးချုပ်အာဘေးရဲ့အဓိကအကြံပေးတစ်ဦးဖြစ်တဲ့ရှင်နစ်ချီခိတာယိုခါကတော့ အမေရိကန်နဲ့တရုတ်တို့ရဲ့စစ်ရင်အားအလျင်မြန်တိုးချဲ့လာတာတွေကိုအခုလိုနှိုင်းယှဉ်ပြောပြခဲ့ပါတယ်။တရုတ်ဘက်ကစစ်သုံးစိတ်ကိုအလျင်မြန်ချဲ့ထွင်တာလည်းမကပါဘူး။ကျွန်တော်တို့နဲ့ပတ်သက်တဲ့တရုတ်ဘက်ကစီးရေးလှုပ်ရှားမှုတွေကလည်းရန်ဖန်ရန်ခါမှပုံမှန်မဟုတ်ပါဘူး။အခုလက်ရှိအနေထားအရပြောမယ်ဆိုရင်အရန်ကိုအန်ဒီရဲ့များတဲ့အနေထားပါ။လလဆက်မှာဂျပန်စစ်သင်္ဘောတွေကိုဆူမာလီပင်လယ်ဓားရန်တွေကာကွယ်ဖို့အတွက်တပ်ဖြန့်ထားပါတယ် ဂျပန်စစ်တပ်ပေါ်မှာမိမိနိုင်ငံကိုသာကာကွယ်ပိုင်ခွင့်ကန့်သက်ဥပဒေရှိတဲ့အတွက်မဟာမိတ်စစ်သင်္ဘောတွေတိုက်ခိုက်ခံရမယ်ဆိုရင်ဂျပန်စစ်တပ်ကအကူအညီပေးနိုင်ပါမလားဆိုတာဟာအမေခွန်းထုတ်เสียပါဂျပန်နိုင်ငံအနေနဲ့ကိုယ်နိုင်ငံရဲ့အခြေခံဥပဒေကိုဖာသာပြန်ဆွဲရမှာဖြစ်တဲ့အကြောင်းကိုကုတ်ကိုဂျောင်ပိတ်မိနေစေတဲ့တာမြင့်ချက်ကိုဖယ်ရှားတင်ပြီးဆိုတဲ့ပြောဆိုချက်တွေထွက်ပေါ်လာနေပါတယ်။ ဒါပေမဲ့လို့ဂျပန်မှာရှိတဲ့သူတိုင်းကတော့ဂျပန်ရဲ့ပစိဖိတ်ခြေကံဥပဒေကိုပြန်လဲရေးဆွဲရေးပေါ်မှာထောက်ခံကြတာတော့မဟုတ်ပါဘူး။တက်ရှိဘက်မှဇက်တိုင်းနေစမ်းစမတော့စစ်ပွဲမှန်သမျှကိုရာနှုံးပြေကိုစန့်ကျင်ပါတယ်။တကယ်လို့အခြေခံဥပဒေကိုပြောင်းမယ်ဆိုရင်ကျမစိတ်ပူတာကစစ်ပွဲတွေနောက်တစ်ချိန်ထပ်ဖြစ်လာမှာပေါ့ကိုစိတ်ပူပါရယ်ဒါကြောင့်ကျမကတော့ဒါကိုဆန့်ကျင်ပါရယ်ဝင်ကြီးချုပ်အာဗေက နိုင်ငံတကာဆိုင်ရာလုံခြုံရေးအခမ်းအနားမှာဂျပန်နိုင်ငံရဲ့အခမ်းအနားကိုပိုးပြီးပါဝင်ဆောင်ရွက်နိုင်ခွင့်ရမယ်ဆိုရင်ဒေသတွင်းငြိမ်းချမ်းရေးကိုပါတိုးမြှင့်ပြီးသားဖြစ်မှာဖြစ်တယ်ဆိုပြီးအခိုင်အမာ ပြောဆိုတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒိယနိုင်ငံတွေကြားမှာတော့ဂျပန်နိုင်ငံရဲ့အတိတ်ကလုပ်ရတွေပေါ်မှာစိုးရိမ်စိတ်ဝင်နေကြဆဲပါပဲရှင်။ဆက်လက်ပြီးသတင်းကျဲချက်ကိုတင်ဆက်ပါမယ်ရှင်။ ʻŋopāŋ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ဟာမနေ့တုန်းကတော့ဗြိတိသျှဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်နိုင်ငံခြားရေးဝန်ကြီးဝီလျံဟိတ်တုနဲ့တရားတွေ့ဆုံပါတယ်။လန်ဒန်မြို့တော်မှာဗြိတိန်အရှိဆန်ဝီလာမင်းသားချားစ်ချင်းရော်ကင်မလာတို့နဲ့လန်ဒန်မြို့တော်ကချားစ်မင်းသားရဲ့ဆိုင်ကလရန့်ဆောင်းမှာဒေါ်ဆန်းစုကြည်တွေ့ဆုံခဲ့တာပါ။မနေ့ပံတောက်ချန်နေ့မှာစစ်နက်တော်ဝင်စစ်တပ်တွေကိုလည်းတွားရောက်လေ့လာမှာဖြစ်တယ်လို့စီးရေးလက်ရှိမှုတွေကိုကြည့်ရှုမဲ့အပြင်ဘူလောင်းတွေကိုလည်းမင်းငုံပြောကြားဖို့ရှိတဲ့အကြောင်းဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုထားတာဖြစ်ပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ကဥဆောင်ကျင်းပမယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့ပထမဆုံးညီလာခံကိုကချင်လက်နက်ကိုင်အဖွဲ့ရဲ့ဌာနချုပ်ရှိရာလိုင်စာမှာအောက်တိုဘာလ30နဲ့31ရက်တွေမှာနှစ်ရက်ကြာကျင်းပပါဖို့စီစဉ်နေပါတယ်။မြန်မာအစိုးရကဥဆောင်ပြုလုပ်နေတဲ့ငင်းချမ်းရေးဖော်ဆောင်ရေးအစီအစဉ်ရဲ့အစိတ်အပိုင်းအဖြစ်နဲ့တပြည်လုံးအတိုင်းအတာနဲ့အပြစ်ခတ်ရဲဆဲရေးသဘောတူညီချက်လက်မှတ်မထိုးခင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်မဲ့ပထမဆုံးညီလာခံလည်းဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့အစိုးရနဲ့ဒီတိုင်းရင်းသားနဲ့နက်ကိုင်အဖွဲ့တွေမြစ်ကြီးနားမြို့မှာစတိုက်ဆိုသူတွဲဆုံကြဖို့စီစဉ်ထားပါတယ်ရှင်။ဥရောပကိုခီးထွင်းနေတဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီယာမနေ့ကရောမမြို့ကိုရောက်ရှိသွားပြီးအီတလီဝန်ကြီးချုပ်အန်ရီကိုလက်တာနဲ့တွဲဆုံပါတယ်။အီတလီဝန်ကြီးချုပ်အီတလီနိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူအမေရိကန်ထိပ်တန်းသံတမန်တွဲဆုံပြီးတော့အီရန်စီးရီးယားနဲ့အရှေ့လေပိုင်းငင်းချမ်းရေးကိစ္စတွေကိုအဓိကဆွေးနွေးကြတာပါ။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကယ်ရီ ဇရွေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟူးနဲ့လည်းအီတလီမှာမနေ့ကတွေ့ဆုံခဲ့တာပါအီရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်ဟာငြင်းချမ်းတဲ့ရည်မှန်းချက်နဲ့ဖြစ်တယ်ဆိုတာကိုကမ္ဘာကမငြင်းနိုင်လောက်အောင်ရှင်းရှင်းလင်းလင်းပြသဖို့ကအရေးကြီးတဲ့အကြောင်းကိုလည်းဝန်ကြီးကျွန်ကယ်ကပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာ ွေ TV သတင်းတော်အစီအစဉ်လေးကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒီအစီအစဉ်ကိုတော့နောက်နေ့မနေ့အစီအစဉ်စစ်မပြောင်းခင်အထိအချင်းချင်းထပ်မံထုတ်လွှင့်ပေးနေပါရယ်။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။